သူကမျိုးတက်တော့ငါပြောရင်လည်းပန်းအောင်မယ်ဒီလားပြီးလို့ရှိရင်အမသူ့ရဲ့မရှိရဲ့ဟိုနိုင်တခဲလေးကိုတော့မှသူကမှိတ်လိုက်ပါဆိုက်ကိုင်းစမင်္ဂလာပါကဘရိုရဲ့ဒီဗျူဖိုင်လင်းကတော့ဒီရန်ကုန်ကတခိုးနဲ့မန္တလေးကတခိုးအာလက်စွမ်းပြပုံချင်းအာဘယ်လိုကော်လဲဆိုတဲ့ဟာကိုကြည့်ရမှာပါဆိုတော့ဒီဗျူဖိုင်ကင်းမှာကတော့ကျွန်တော်တို့ဒါရန်ကုန်ကတခိုးပါအဲသူကတော့ဒီရန်ကုန်ကဒီမိခလေးတွေရဲ့အတွင်းခံကိုခိုးပြီးမှဒီဘောဒီအတွင်းခံကို less fine ပြတာပြနော် less fine ပြတာအ ဆိုတော့ဒီတခိုးနဲ့ဒီမန္တလေးကတခိုးကတော့တော်တော်ကြီးကြပြီးလောက်ပြီးထင်ပါတယ်เนาะဒါမန္တလေးကတခိုးကတော့ဒီမိခလင်းအစောကိုဝင်ခိုးပြီးမှသူကလက်စပန်ပြတဲ့တခိုးဆိုတော့ဒီတခိုးညောင်ကဘသူကပုံမိတ်လဲဆိုတဲ့အနေထားတခိုးကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပြီးတော့ဒါတော်တော်ထူဆန်းအအော့ဖွင့်ရဖြစ်ရလဲဖြစ်ပါတယ်ဆိုတော့ဒါလေးကိုပြန်ပြီးတော့ကျွန်တော်ပြန်ပြီးမျှဝေလဲရှင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူဒီ view ဖက်ကလုံး like ကြည့်ပေါ်လဲအဖိတ်ကလေးပြရစီโอเคဆိုတော့အစင်သိင်းဖြစ်ရင်ကျွန်တော်တို့ကြည့်လိုက်ရအောင် let's go ကိုဒီမှာခုတ်လာနေတာဗျာနော်ခုတ်လာနေတာနော်တခိုးဒီမှာတခိုးလာနေတာဗျာနော်ဒီမှာဒီမှာနော်ဒီမှာနော် မိတ်ကလေးဆောင်းတဲ့တူပါတယ်ဗျာနော်ဒါကောင်မလေးတဲ့အင်္ဂညာနဲ့တူပါတယ်ဒီမှာဒီမှာယူတော့ယူနေတယ်ဗျာနော်ဘာယူလဲမသိဘူးယူတော့ယူနေတယ်ဖုံးနေယူတာဖြစ်ရင်ဖြစ်မှာပေါ့နော်ဒီမှာနော်မိကလေး၄ရောက်လာပြအင်းနေတာเนาะ၁ရောက်၂ရောက်၃ရောက်၄ရောက်၅ရောက်နဲ့တူပါတယ်เนาะ အဲယူလာပြီဗျာနော်ယူလာပြီနော်အဲဒီမှာလာနေဗျာနော်ပြန်ထွက်လာနော်လူတော့ဘာမှမလုပ်ဘူးဗျာသူကနော်လူတော့ဘာမှမလုပ်ဘူး ီဟာကောင်းဒီမှာဒီမှာဒီမှာနော်ဒီမှာနော်သူက CCTV ရှိတာကိုတည်တယ်ဗျာနော်တည်တဲ့အနေထားလေးနဲ့တူတယ်အထည့်ဝင်သွားလိုက်ပြန်ပြီထည့်ဝင်သွားလိုက်ပြန်ပြီဗျာထည့်ဝင်သွားလိုက်တယ်နော် တတိရှိဖို့လိုပါတယ်နော်ဒါအမျိုးသမီးဆောင်တဲ့တူပါတယ်ထွက်ပြေးသွားတာလားဩထွက်ပြေးဖို့လုပ်တာနော်ပြန်လာတယ်ပြန်နော်ပြန်လာတယ်နော်ပြန်လာတယ်နော်အော်ကောင်မလေးလည်းအိမ်နေတာကြည့်တယ်သူကနော်ဒီမှာကောင်မလေးလည်းအိမ်နေတာကြည့်တယ်အာဟာတော်တော်စောကောင်းရကောင်ပါနော်ဒါဒါတော်တော်မရိုက်ရည်ကောင်နော်ဝါး ပစ္စည်းခိုးတာခိုးတာတက်တက်မဟုတ်ဘူးဒါဒါလူကိုလေးဒါအလွတ်ပေးတာမဟုတ်ဘူးနော်တော်တော်ဆိုးရဲကောပါတော်တော်ဆိုးရဲကောပါနော်ဝါဒါမန်ဒေးကတခိုးရဲ့ lesson ပေါ့နော်သူကတော့ဒီမှာအာလုံးနေတယ်ဗျာနော်လုံးနေတယ်အဲအမရဘူးတဲ့နော်အပြင်ထွက်လာပြီးတော့ဒီဖန်နာတေချာကြည့်တယ်နော်သူရဲ့မျက်စိ duration ကဒီမှာဒီဒီထိရောက်နေတယ်သူကနော်အာဆိုတော့ဒီဘက်မှာဒီဘက်မှာကောင်းမလေးတဲ့အိနေတယ် ဒီမှာကောင်မလေးနဲ့အိတ်နေပါတယ်နော်အဲကောင်မလေးနဲ့အိတ်နေတာကသူကလုံးဝကြည့်နေတာဗျနော်အဲသူကဒီကဟာလုံးနေတာဗျနော်ဒါပြောမထွက်ဘူးလုံးနေတာဟောဒါတော်တော်ရုံမာတာဗျနော်ပစ္စည်းတခိုးတကယ်တခိုးဆိုရင်ပစ္စည်းရရင်လည်းပြန်တော့နော်ဒါဒါတခိုးရဲ့အသစ်စာတခိုးရဲ့ဒါကျင့်ဝိုက်ပေါ့ဒါကတော့ဒါတခိုးကျင့်ဝိုက်ထက်ကြော်ပြီးမှတဲ့ခါဒါရုံမာတဲ့ဒါအနေထားလေးနော်အဲတော်တော်ရုံမာတဲ့ အဆေးမရှိတဲ့သခိုးနော်ဒါလုံးဝအဆေးမရှိပါဘူးဒီသခိုးကတော့နော်ဟောရောက်ပါတဲ့သခိုးပေါ့ဒါကอืมဒါကတော့ရန်ကုန်သခိုးတဲ့ဗျာနော်ခုဗီဒီယိုအပြည့်ဆုံးမဟုတ်ဘူးနော်ဒါကပထမဆုံးလာခိုးတဲ့ဗီဒီယိုပေါ့နော်ဗမာခိုးတာလည်းမလို့ထိုင်းမှာမဟုတ်ဘူးနော်ထိုင်းမှာမဟုတ်ဘူးရန်ကုန်မှာပါဒါရန်ကုန်မှာခိုးတာပါဒီအောက်လန်းနေပါညာနေလောက်တာတော့နောက်မှာပေါ့เนาะအဲ့ဒါတော့ နောက်မှာအခုလက်တွေ့ CCTV မှာမြင်လိုက်ရတဲ့အတိုင်းကတော့ဒီဆက်မိုင်နာတွေသူကရှူပြီးတော့မှယူသွားတယ်တစ်ထည့်ကိုပြန်ထည့်ပါတယ်ပေါ့နော်တုံးတယ်ကိုယူသွားတယ်ဒါ CCTV ရပါတူတူတိတ်တိတ်လှမ်းလားမလှမ်းလားအမကြီးသူဖျက်ရှာရတွေ့လားအိမ်ကြီးချားထဲမှာပဲခလေးတွေကလှမ်းတာပြီးတော့လှမ်းတဲ့အချိန်ကလည်းညဘက်ပဲလှမ်းတာပေါ့နော်ဒါပထမဆုံးချိန်လာခိုးတဲ့ဟာပေါ့နော်။အမကြကြနနသူခိုးတယ်။ပြီးလို့ရှိရင်လည်းသူက မျိုးတက်တော့ငါပြောရင်လည်းပန်းအောင်မယ်ဒီလားပြီးလို့ရှိရင်အမသူ့ရဲ့မရှိရဲ့ဟိုနိုင်တခဲလေးကိုတော့မှသူကမှိတ်လိုက်ဖွင့်လိုက်လုပ်ပြီးအဲအင်းရှိရပန်းအိုးတော့မှသူကတိခွပန်းဝါသေးတာဒီလားဒီလားနော်မန္တလေးကတကူးဆိုတာဟိုအိမ်ထဲဝင်ခိုးရင်ကောင်မလေးတွေအိမ်နေလို့သူကနိုင်တခဲကိုမှိတ်လိုက်တယ်ဒီကောင်ကကြတော့အမတကားကြီးကိုကြည့်ပြီးတော့အမမှိတ်လိုက်ဖွင့်လိုက်လှုပ်သွားတာအဲ့ဒါနိုင်တခဲမှိတ်လိုက်ဖွင့်လိုက်ပြီးရောတော့မတင်တော့ဘူးအေးပန်းတယ် ဒါပဲကြည်တအားဟိုတစ်တော်ကဘန်းလာပဲကဲပြဆိုတော့ဒါကတော့ရန်ကုန်ကတခုတယ်နော်အာဆိုတော့မန္တလေးကတခုကတော့အခုနာရှိပြီးတော့ပြီဆိုတော့ဒါရန်ကုန်ကတခုရန်ကုန်ကတခုကလည်းသူကထူးဆိုင်တယ်ဗျနော်ခိုးစရာရှော့တော့ဒီမင်းကလေးတွေရဲ့ဒီအတွင်းခံတွေကိုပြီးမှဒီအတွင်းခံကိုအာယုံခံပြီးမှဟွာလောက်တာဗျနော်အဲ့ဒါတိတိပြောင်းတော့မကောင်းဘူးဆိုတော့ဒီ post pressing ကလည်းဒီဟာကိုအဆုံးထိတိမ်မထားပါဘူးတဲ့နော်သူကဒီတိတိကဘိုင်းမှာဆိုတော့သူကအဖြတ်ပလိုက်တာနော်အဆုံးထိပြမထားဘူး ဆိုတော့ဒါဒါတော်ရုပ်မာတဲ့တခိုးတွေပြတကယ်ဆေးမရှိတဲ့ဒီဒီတခိုးကျင်းဝိုက်ကိုမလိမ့်တာတဲ့ဒီကျင်းဝိုက်မရှိတဲ့တခိုးတွေပေါ့နော် ဆိုတော့ဒီအချက်ကတော့ဒီမိန်းကလေးတွေကယောက်ျားနေတဲ့တော်ကြီးကိုအချင်းတီလာတော်တာတော်ကြီးပြနော်။ဘာလို့ဆိုတော့ကျွန်တော်တို့မကြားဘူးပါဘူးနော်။ဒီမိန်းကလေးတွေကဒီယောက်ျားလေးတွေရဲ့အတွင်းခံကိုခိုးတယ်ဆိုတာတော့မကြားဘူးသေးဘူး။ဒါပေမဲ့ကျွန်တော်တို့မိန်းကလေးတွေကဒီယောက်ျားလေးတွေကပဲမိန်းကလေးတွေရဲ့အတွင်းခံထိကိုလိုက်ခိုးပြီးမှအဲ့လိုလုပ်တဲ့အနေထားကတော့ဒါတော်တော်ကြီးလည်းယောက်ျားလည်းသိခါကြတယ်ဒါတော်တော်ကြီးလည်းရုံညံ့တဲ့စိတ်ထားပိုင်ရှင်နေလည်းဖြစ်ဖို့မြတ်ပါလေဗျာနော်။ဆိုတော့ဒီအချက်ကတော့မိန်းကလေးတွေတာတယ်ဗျာယောက်ျားတွေထဲနော်။ င်ပဲမိခရိကမှဒီယောက်ျားလေးတွေရဲ့အတွင်းခံကိုသွားပြီးတော့အဲ့လိုမလောက်ဘူးเนาะမခိုးဘူးเนาะဆိုတော့တော်ရကြီးရောင်းညံ့တဲ့ဒီသခိုးတွေပါเนาะဒါကတော့မန္တလေးကသခိုးနဲ့ဒီရန်ကုန်ကသခိုးအာဘသူကပို့ပြီးတော့လက်တံပြောင်းလဲဆိုတဲ့အနေထားလေးပါဒါပေမဲ့ဒီကျွန်တော်တို့ကရန်ကုန်ကသခိုးကြတော့လက်တံအသေးချာလေးမကြည့်ရအောင်ပြဒီ ဒီ post patient ကနေပြီးတော့တိတ်တောကဘိုင်းမှာဆိုတော့သူကအဖြတ်ပလိတ်နေတော့ဆိုတော့လက်တန်ကတော့တေချာလဲမချိလိုက်ရဘူးဒါပေမဲ့တော့ဒီကောင်ကလေးလက်တန်ပြောင်းမဲ့အကောင်နဲ့တူပါတယ်နော်ဆိုတော့ bio friendly ကလောက်ပါပဲဆိုတော့ခင်ဗျားလေးခိုးရင်လေးခိုးကြပါနော်သခိုးလုံးရင်လေးလုံးကြပါဒါပေမဲ့ဒီလိုရုံညံ့တဲ့သခိုးမျိုးတော့မလုံးကြပါနဲ့ဗျာနော်โอเคဆိုတော့ bio friendly မှာဆုံးသတ်နေပါတယ်နောက်ထပ် bio friendly မှာကျွန်တော်တို့တွေ့ဆုံကြအောင် see you next video